ဝရီပြည်သက်ကြီးမိင်္ဂလာပါကျွန်တော်တို့ရဲ့ inside မှာစီစဉ်ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ပြည်သက်ကြီးကိုတင်ဆက်ပေးမှာက IPC ចောင်းသားတွေရဲ့ Iron Science Fair 2016ပွဲကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲခန်းနာကိုတော့ရန်ကုန်မြို့တိုက်ကစားမှာရှိတဲ့ IPC အားကစားရုံတွင်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီပြပွဲမှာတော့ပြိုင်ခင်းပေါင်း150ခန်းပါဝင်ပြသထားပါတယ် ီတာဝဲမှာပါဝင်ပြသတဲ့သူတွေကတော့ကျောင်းသင်ကန်းစာတွေပြုလုပ်ခြင်းကလေးလာခဲ့တဲ့သင်ကန်းစာတွေကိုလက်တွေ့ဘဝတွေမှာအသုံးချပြီးဖို့သင်ကြားထားတဲ့ကျောင်းသူကျောင်းသားတွေကပြသကြတာဖြစ်ပါတယ်ရောဂူမှာလက်တွေ့မပါတဲ့ပညာရေးဟာရာသီတို့လောက်ခရီးအတွက်မရဘူးတိတ်ပြီးတော့အကျိုးမရှိဘူးနောက်ထပ်တစ်ခုကတစ်ချိန်မှလည်းပဲလက်တွေ့လောက်ပြီးတော့လုပ်ငန်းတွေကို လုံနိုင်တဲ့စီးပွားရေးပညာရှင်တွေပေါ်ထွန်းလာစေချင်တယ်။ဒါတော့ basic objectives တွေပေါ့နော်။သိပ္ပံဘာသာရပ်တွေကိုအသုံးချပြီးတော့ကလေးတွေကိုပညာသင်ပေးနိုင်တယ်လို့ဝိစာဘာသာရပ်တွေကိုလည်းအသုံးချပြီးသင်လို့ရတယ်ဆိုတာကိုကျွန်တော်ကခရင်မမယုံကြည်တယ်။ဒါကြောင့်လဲဆိုတော့တချို့ကလေးတွေကသိပ္ပံမှာသူတို့ကပို့ပြီးတော့အတတ်တယ်။အချို့ကတော့ဝိစာဘက်မှာထက်ထက်မြက်မြက်ရှိတယ်။ ဒီခါမှနှစ်ခုစလုံးပေးနိုင်ရင်တော့အကောင်းဆုံးပဲ။ဒါကြောင့်လည်းတချို့တို့ကဒီမှာဆွေးနွေးလည်းပဲ After Science နှစ်ခုစလုံးကအရေးကြီးရဆိုတော့ကလေးတွေကိုလည်းထပ်ပြီးမိပေါင်းထုတ်ပြရတယ်။ Channel လာရောက်လေးလာရတဲ့တွေလည်းပဲ idea လေးတော့ရတော့မယ်ပေါ့နော်။အရင်တစ်ကတော့သူက division အလိုက်လုပ်ထားတယ်လို့ Channel ကပြောလို့ရတယ်။တချို့ကတိတ်ပံပြခွက်တွေမှာတော်ဝဲပြီးရင်သူကပြောကြတယ်။ ော့သိပ်ပံသူက strong ဖြစ်တယ်လို့သူတို့ခံယူတယ်။တချို့ကတော့ဝိစာဘာသာရက်တွေမှာသူတို့ကြိုက်တယ်။တချို့ကခြားတော့ဘသူကဘသူနဲ့တင့်တော်တယ်ဆိုတာမျိုးတက်ဆိုင်တဲ့ class teacher ရတော့ division head တို့ပုံကနေဆုံးဖြတ်ပေးပြီးတော့ကလေးတယောက်ကဒီသိပ်ပံပြကွဲဘက်မှာလည်းသူပါလို့ရတယ်ကိုနောက်ထပ် duty ချင်းသွားရင်ပေါ့နော်ဝိစာဘက်မှာလည်းသွားပြီးတော့ပါလို့ရတယ်ဒီမှာပြထားတဲ့ topic တွေကတော့ သူတို့အကြိုက်ဆုံးတွေလို့ပြောလို့လည်းရတယ်အရှိမဟိုမြင်တွေ့နေရတဲ့ပစ္စည်းတစ်ခုကိုကြည့်ပြီးတော့မှသုံးဖြတ်ခိုင်းတဲ့ဟာမျိုးရှိတယ်လို့နော်မမြင်ရတဲ့ဟာတွေပေါ့အနာဂတ်ဖြစ်ရင်ဖြစ်မယ်အတိတ်ဖြစ်ဖြစ်မယ်ဒါတွေပေါ်မှာလည်းပဲသူတို့က visualize လုပ်ပြီးတော့စိတ်ကူးထဲမှာတောင့်ထက်ပေါ်တယ်ပေါ့နော်မြင်အောင်ကြည့်ပြီးတော့အဲ့လိုမျိုးစိတ်ဆွမ်းအင်ဒီကိုဘယ်လောက်ထိလေ့ကျင့်ပြီးပြီလဲအတန်းတွေအတန်းတွေအတိအသေးပေါ့နော်သူအသက်ရွယ်တဲ့သူလေ့ကျင့်သွားပြီးပြီလားဒါကိုဇောင်းပြေးဖို့ လိုတယ်လို့တခြားတော့ပြောခြင်းတယ်ကလေးတွေကိုအခွင့်အရေးပေးဖို့ကတော့ဆရာများမိဘများလူကြီးများအကုန်လုံးမှာတောင်းရှိတယ်ကလေးတွေဘက်ကလည်းပဲကိုရှိမှရောက်လာတဲ့ opportunities တွေကိုယူတတ်ဖို့လိုတယ်ဘာသာရပ်တွေကိုအသုံးချပြီးတော့ကလေးတွေကိုတွေးတတ်အောင်ဆုံးဖြတ်ချက်တွေချတတ်အောင် skills တွေတက်လာအောင်အဲ့လိုဝိုင်းဝန်းလုပ်ပေးဖို့တော့တစ်ချက်ဆန်းသားရှိပါတယ်ဒီလိုပြပွဲတွေကို2006ခုနှစ်ကတည်းကစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ် နောက်တစ်ဆင့်2017ပညာသင်နှစ်မှာတော့ဝိဇာနဲ့သိပ္ပံဘာသာရဲ့ပူရဲကျင်းပခဲ့တာဖြစ်ပါတယ်။ဒီပြပွဲကိုလာရောက်လည်လာသူတွေနဲ့စီကားများပြားလာပါတယ်။ဟာဟိုတိတ်ပံတိတ်ပံနဲ့ဟိုပကြီးပြဝဲလို့ဟာမျိုးပါဘာသာရရအကုန်လုံးကိုပြရဟာပါ သမောကသမောသိပ်ပန်ဌာနကြတော့သိပ်ပန်ဟာလောက်ရပါတယ်ဟုတ်ဆ iam မရေရောတငယ်ချင်းတွေရောအကုန်လုံးနဲ့လောက်တာပါဆ iam မရေကလည်းကူညီပေးပါတယ်သမောကလည်းကို့ idea နဲ့ကိုလောက်တာပါသမောကတခန်းလုံးပေါင်းလို့ကြတာအဲ့လိုနှစ်ယောက်ကိုတစ်ဖွဲ့စီပေါ့နော်အဲ့လိုစွန့်ပစ်ပစ္စည်းတွေကိုပြန်ပြီးတော့ဟိုစုပြီးတော့ပြန်ပေါ့အဲ့လိုမျိုးဒီလိုမျိုးဟိုအသုံးဝင်မဲ့ပစ္စည်းလေးပြန်လောက်တာပေါ့စွန့်ပစ်မဲ့ပစ္စည်းအစားအဲ့ဟာရောတန်သုံးဝင်အောင် ြုတ်လောက်တာပါဟုတ်ဟိုအများကြီးပါပဲလှုပ်ထားတာတော့ဟိုတဘာဝပစ္စည်းတွေကိုအကုန်လုံးဟိုလွတ်ပြမဲ့အစားကြံသုံးဝင်အောင်လှုပ်တာပါဟုတ်ပညာရအသီးသီးကိုလေ့လာတဲ့အခါမှာစာရိတ်အပြင်လက်တွေ့ပါပူးတွဲလေ့ကျင့်မှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်အော်ဒါရဒီ project ပေါ့နော်ဒီ science lab နဲ့သူပေါင်းပြီးတော့ဒါရ elephant toothpaste ဆိုတဲ့ project ပေါ့နော်ဒါရလုပ်တယ်အဲ့ဒါကျတော့ဒီ decomposition of hydrogen peroxide H2O2 ကိုအဓိကထားပြီးပေါ့နော် isothermic reaction ပြရတာပေါ့နော်ဒါလုပ်ပြမယ်ပေါ့နော် ပထမအောင်ဆုံးသားရတာဒီ 100ml hydrogen peroxide သားရရေတော့ graduate cylinder ထဲမှာထည့်မယ်ထည့်ပြီးတော့သားရဒီဟုတ်လက်သားရပါတော့ဟုတ်ဟုတ်ပြန်သားရဒီ dishwasher ထဲကျတယ် ာညီမတို့ကဒီ physics corner မှာပေါ့နော်ဒီ hologram 3D cinema ဆိုတာလောက်တာပါ hologram ကဒီ 3D ကိုမျက်မှန်မပါဘဲနဲ့ကြည့်ရပါတော့ site ပါရဲ့ image လုံးပဲပြောရလို့ရှိရင်ဒီဟို hologram prism လေးကိုတင်လိုက်လို့ရှိရင်သူကဒီ live rays ကအလဲမှာလာ တွေ့ပြီးတော့သူက 3D image ဖြစ်တာဒါက hologram အကြီးစားပေါ့နော်အထဲမှာ iPad စာ TV ကိုတုံးပြီးတော့ hologram ကိုလေးစားကြည့်ပြီးတော့လုပ်ထားတယ်ဒီပြဝဲမှာအင်္ဂလိပ်စာဘာသာနဲ့ပတ်သက်တဲ့ပညာရဲ့ သမိုင်းဘာသာနဲ့ပတ်သက်တဲ့ပညာရက်ပထဝီဘာသာနဲ့ပတ်သက်တဲ့ပညာရက်သိပ္ပံဘာသာနဲ့ပတ်သက်တဲ့ပညာရက်သင်္ချာဘာသာနဲ့ပတ်သက်တဲ့ပညာရက် ID နဲ့ပတ်သက်တဲ့ပညာရက်မြန်မာစာနဲ့ပတ်သက်တဲ့ပညာရက် ဖိုင်းအပ်နဲ့ပတ်သက်တဲ့ပညာရဲ့ဘာသာရဲ့အသီးသီးတွေကိုဒီပြပွဲမှာသူကန်နာလိုက်အသီးသီးပြသခဲ့တာပဲဖြစ်ပါတယ်။ လက်တွေ့ပြုလုပ်တဲ့အခါမှာစာရိတ်ကိုအခြေခံကကောင်းတဲ့ကောင်းအောင်တည်ထွင်ကြဆခြင်းចောင်းသားတွေရဲ့အနာကက်စည်းဝါးရွေးချယ်မှုတွေမှာစက်မှုအတက်ပညာအသုံးချကစည်းဝါးရွေးချယ်မှုတွေရရှိလာစေခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိလာမှာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ကျောင်းသူကျောင်းသားတွေဟာသိပ္ပံဘာသာသင်မဟုတ်ပဲဝိဇ္ဇာဘာသာရဲ့ကိုပါတွဲဖက်အသုံးချဖို့အတွက်ကျင်းပပြုလုပ်တဲ့ IBC ရဲ့စေချိန်မြောက်ပြပွဲကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့အကြောင်းအရာစုံစွာကဏ္ဍစုံစွာစီစဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ insight မြန်မာစီစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ပြောကြားနေတယ်ပဲ။ဒီကဏ္ဍစီစဉ်ကလည်းနှုတ်ဆက်လိုက်ပါရခင်ဗျာ။